တမတရား၏အတိနှလုံးသားထဲမှာဖရာသခင်ရဲ့နှုတ်ကပတ်တော်များနေထိုင်မှုပုံစံဖြာဒိတ်၄ဟေဘရဲ၁၀၂၀ထက်ဆက်ခုနစ်တမတရား၏အတိသလုံး၏သမတရားကို သလုံးသွင်း၍ကောင်းသောမြေဖြစ်အောင်သမတရားမျိုးစေ့ကိုချဲ၍သမတရားကို ပြုစုပြောင်းထောင်ခြင်းဖြင့်အသီးကိုတည်တတ်၏ မြေယာပြန်လဲရယူခြင်းစုတ်ပြစ်ရန်မပြုတ်လို့ရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါ သင်စိတ်နှလုံးထင်းမှထုတ်ယူကမြေပြန်စာကောင်းသောမြေဖြစ်အောင်လုပ်ပါသစ္စာမျိုးစေ့ကိုစိုက်ပါဆာရှာရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါမြေပြစာကောင်းသောမြေနှင့်ပြုလုပ်ထားသောသလုံးလေတွင်အမှန်တရား၏မျိုးစေ့ကိုစိုက်ပါစိုက်ပျိုးပါ သမတရား၏အသား သမတရားဤအတိသမတရားဤအတိပယောချက်တိပယောချက်သွေးဖြစ်ပါနိပယောချက်မလုပ်ပါနဲ့သောပယောချက်ထားပါတော့ဒီပယောချက်လုပ်ပါ if project လုပ်ပါစိတ်နှလုံးထဲကတစ္ဆာတရားကိုဖယ်ထုတ်ပြီးကောင်းသောမြေဖြစ်အောင်လုပ်ပါနေထိုင်မှုပုံစံဖြာထိတ်၄၃ ။ဟေပြဲတဆက်20မတ်သဲတဆက်နိုင်28မိနစ်။တနိကာကိုခန္ဓာကိုသာတတ်၍စေဝိညာဉ်ကိုမတတ်နိုင်သောသူတို့ကိုမကြောက်ကြနှင့်။ကိုယ်ခန္ဓာချင်းစေဝိညာဉ်ကိုငရေတိုက်ဖြည့်စည်းနိုင်သောသူကိုသာ၍ချောက်ကြလော။မတ်သဲစေတနာဤ38မိနစ်။ဝိုလ်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါထံသို့လာချလောငါသည်ချမ်းသာပေးမည်မတ်သဲစက်တနာဤတဆက်ကိုမနစ်ငါထံဘိုးကိုတင်၍ထမ်းချလောငါထံတိုင်းနှိခံချလောငါသည်နူးညံ့သိမ်မွေးပြင်ချသောစိတ်သောရှိ၏သင်တို့စိတ်တလုံးသည်တတ်တာခြင်းကိုရလိမ့်မည်မတ်သဲစက်တနာဤ33မနစ် အတိအဖြစ်အပင်ဤသဘောထင်ရှားသည်ဖြစ်၍အတိကောင်းခြင်းအပင်ကောင်းသည်ဟုဆိုကြလောအတိမကောင်းခြင်းအပင်မကောင်းဟုဆိုကြလောမတ်သဲ9နာရီ14မိနစ်ထိုသူတို့ကိုရှိပါလိစေသူတို့သည် လူကန်းတို့အားလမ်းပြသောလူကန်းဖြစ်၏လူကန်းချင်းတအူးကိုတအူးလမ်းပြခြင်းတအူးတို့သည်တွင်ထဲသို့ချကြလိမ့်မည်ဟုမင်းတော်မူ၏ မတ်သဲ6အချို့6ယေရှုကလည်းဖာရိရှဲပြင်ဆက်တူကဲ့သို့ဤတဆေကို သတိပြင်ချင်းရှောင်ချဟုမင်းတော်မူ၏မတ်သဲ6နာရီ14မိနစ်ထိုအခါယေရှုကငါတိုက်စီကလိုသောသူဖြစ်ပြင် ကိုကိုကိုညင်းပယ်ရမည်ကိုလက်ဝါးကတန်ကိုထမ်း၍နာနောက်ထုတ်လိုက်ရမည် မတ်သဲ၈နာရီ၅မိနစ် ထိုကြောင့်တင်ဤမီအကိုသည်တင့်ကိုပြစ်မှားခြင်း သူစီတို့သွား၍တယောက်တည်းချင်းသူဤအပြစ်ကိုပြန်၍ဆုံးမလော သူသည်တင်ဤစကားကိုနားထောင်ပြီးမီအကိုကိုရပြီမတ်သဲ၈နာရီ၆မိနစ်မဟုတ်တင်ဤစကားကိုနားမထောင်ပြီး လူတဦးသုံးဦးသက်တည်ခံ၍စကားရှိသည်များတို့ကိုတီးစီခြင်းငါကိုတင်းအတုလူတဦးတဦးကိုခေါ်ဦးလောမတ်သဲ6နာရီ19မိနစ်ထိုသူတို့ဤစကားကိုနားမထောင်ဖြင့်အသင်းတော်အားကြားပြောလော အသင်းတော်ဤစကားကိုနားမထောင်ဖြင့်သာသနာပလူကဲ့သို့၎င်းအခုခံကဲ့သို့၎င်းထိုသူကိုမန်းလော